မင်္ဂလာပါရှင်ရှမ်းကွန်မီဒီယာကကြိုဆိုပါရစေ2025ခုနှစ်တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲဖြေဆိုခဲ့ကြသည့်ចောင်းသားចောင်းသူများအားပြည်내မျိုးသမီးအဖွဲ့ဥက္ကဋ္ဌဒေါ်ထထဝင်းနဲ့အဖွဲ့ဝင်များကကြိရှုအားပေးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်내တောင်ကြီးမြို့အမှတ်3အခြေခံပညာထက်တန်းចောင်း၌တက္ကသိုလ်ဝန်ထမ်းဆောင်မေးပွဲစထမနေ့အဖြစ်ဇီဝဗေဒဗောဂဗေဒဖြေဆိုပြီးသည့်ចောင်းသားចောင်းသူများရှမ်းပြည်내မျိုးသမီးအဖွဲ့ဥက္ကဋ္ဌဒေါ်ထထဝင်းနဲ့အဖွဲ့သည်မတ်လ20ရက်နေ့နနက်ပိုင်းတွင်ကြိရှုအားပေးခဲ့ကြပါသည် တယ်။ရှေးဦးစွာအမတ်တော်အခြေခံပညာထက်တန်းကျောင်း၌တက္ကသိုလ်ဝင်ဆောင်မေးပွဲဖြေဆိုပြီးစီးခဲ့သည်။ကျောင်းသားကျောင်းသူများအားပေးမနှံ့နယ်မှုများပြပြောက်ပြီးစိတ်ပျော်ရွှင်ကလန်းဆန်းစေရန်ရည်ရွယ်ကရှမ်းပြည်နယ်မြို့သမီးရအဖွဲ့ဥက္ကဋ္ဌတော်ထထဝင်းနှင့်အဖွဲ့သည်ကျောင်းသားကျောင်းသူစုစုပေါင်း290ဦးအတွက် priority အချို့ရင်းများပေးဝေကကြီးစုအပ်ပေးခဲ့ကြောင်းသိရပါသည်။ အဆိုပါတောင်ကြီးမြို့အမှတ်3အခြေခံပညာထက်တန်းကျောင်းတွင်ဇီဝဗေဒဖြစ်ဆိုသူစင်ရင်ရှိကျောင်းသား38ဦး၊ကျောင်းသူ101ဦး၊စုစုပေါင်း139ဦးတွင်ပြက်ကွက်မရှိဖြစ်ဆိုခဲ့ပြီးဘောဂဗေဒဖြစ်ဆိုသူစင်ရင်ရှိကျောင်းသား63ဦး၊ကျောင်းသူ88ဦး၊စုစုပေါင်း151ဦးနဲ့ကျောင်းသား59ဦး၊ကျောင်းသူ89ဦး၊စုစုပေါင်း146ဦးဖြစ်ဆိုခဲ့ပြီးကျောင်းသား၄ဦး၊ကျောင်းသူ2ဦး၊စုစုပေါင်း5ဦးပြက်ကွက်ကျောင်းသိရပါတယ်။ ောင်ကြီးမြို့နယ်အတွင်းသက္ကတော်ဝန်ထမ်းဆောင်မိပွဲများကိုတောင်ကြီးမြို့ပေါ်ရှိအာထကတဲ့အာထကနဲ့အာထက3အာထက4အာထက5အာထက9ကိုနဲ့အေးတရာအာထကတဲ့အာထကနဲ့တောင်နီအာထကစာစစ်ဌာနတို့တွင်ဖြေဆိုသူចောင်းသား1494ဦးចောင်းသူ2965ဦးစုစုပေါင်း3959ဦးရှိပြီးရှမ်းပြည်နယ်အတွင်းစာစစ်ဌာနပေါင်း82ခု၌ဆောင်မိပွဲဖြေဆိုသူစည်ရင်ရှိ15912ဦးရှိကြောင်းသိရှိရပါတယ်ရှင်